ဂျာအိုဘဒရိုသုံးဟုတ်ချဲစီတင်ရဲ့နောက်ထပ်ပေါက်ကောင်ကစားသမားအားလုံးမင်္ဂလာပါဘာမင်းစ်ဘလူးစ်လိုင်းမှာပြန်လဲကြိုဆိုလိုက်ပါတယ်အခုလက်ရှိကျွန်တော်တို့ပရီးမီယာလိဘွဲစဉ်နေနားထားတဲ့ International Break မှာကျွန်တော်ပုံမှန်တင်ဆက်ပေးနေတဲ့ချဲစီအသင်းကိုဒီနေ့မှပြောင်းရွှေ့လာကြတဲ့ကစားသမားအသစ်တွေရဲ့အကြောင်းကိုကျွန်တော်တိနာလဲလလန်းမိတလို့ဆူဆောင်းတင်ပြတဲ့အစီအစဉ်လေးဖြစ်ပါတယ်ဒီကနေ့ပြောပြပေးခြင်းတဲ့ကစားသမားကတော့ကျွန်တော်တို့ချဲစီပရိသတ်တွေအားလုံး ချစ်ကြတဲ့နော်စောစောစီစီအသင်းကိုတက်ရောက်မှုတွေအများကြီးပေးဆောင်ခဲ့တဲ့ဂျာအိုပက်ထရိုဖြစ်ပါတယ်ဂျာအိုပက်ထရိုကိုကျွန်တော်တို့2012ခုနှစ်စက်တင်ဘာလ26ရက်နေ့မှာဘရာဇီးနိုင်ငံက Rivario Porto ဆိုတဲ့မြို့လေးမှာမွေးဖွားခဲ့ပါတယ်ဆိုတော့သူကတော့သူ့ရဲ့ဘလုံးသမားဘဝအစကိုဘရာဇီးအသင်းရဲ့နာမည်ကြီးအသင်းဖြစ်တဲ့ Fluminense အသင်းလူငယ်အကယ်ဒမီမှာစတင်ပြီးတော့ကစားခဲ့တယ် ကျွန်တော်တို့ကလပ်ကဘာဖလားမှာဆိုရင်သူ့ရဲ့အသင်းဟောင်းနဲ့တွေ့ခဲ့ရတယ်ဗျာသူကအဲ့ဒီဖလူမနစီအသင်းကနေပြီးတော့ကျွန်တော်2020 January မှာကျွန်တော်တို့အင်္ဂလန်အသင်းဖြစ်တဲ့ Watford အသင်းကိုပြောင်းရွှေ့ဖို့သဘောတူညီမှုရခဲ့တယ်ဆိုတော့သူ့ရဲ့ဖြတ်တန်းနဲ့ရခဲ့တဲ့အနေအထားကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့ဂျာဟောပက်ဒရိုကအောက်သက်တော်တော်လေးကြီးတယ်စာသမားတယောက်လို့ပြောလို့ရတယ်ပြီးတော့သူကအသင်းပေါ်မှာ impact ပေါ့နော်တက်ရောက်မှုကတော်တော်လေးမြင်မြင်ဆန်ဆန်ပေးနိုင်တယ်လို့ပြောလို့ရတယ် ။ဘာလို့လဲဆိုတော့သူက2019ခုနှစ်မှာဒီ Fluminense အသင်းအတွက်ပွဲဥထွက်ကစားခဲ့တဲ့ပထမအဆုံး၄ပွဲအတွင်းမှာ hat-trick တစ်ကြိမ်အပါအဝင်ခုနှစ်ဂိုးအထိသွင်းနိုင်ခဲ့။ပွဲအတွက်၄ပွဲမှာခုနှစ်ဂိုးသွင်းခဲ့တယ်။အဲ့ဒါမှာ hat-trick တစ်ကြိမ်ပါတယ်။ဆိုတော့တပွဲကိုကျွန်တော်တို့2ဂိုးနီးပါးလောက်ကိုသွင်းခဲ့တာဗျ။အဲ့ကြောင့်မလို့သူ့ကိုချက်ချင်းဆိုသလိုပဲလူတွေကအာယုံစိုက်ချင်းကိုခံရတယ်အာယုံလဲစိုက်တယ်ပေါ့ အဲ့လိုနဲ့သူ2020 January မှာ World Cup ကိုပြောင်းသွားတယ်ပြီးတော့2021ခုနှစ် November လတော့က United နဲ့ကစားတဲ့ Premier League ပွဲမှာသူ့ရဲ့ပထမအဆုံး Premier League Twin ကိုစပြီးတော့ရခဲ့တယ်အလုံးနဲ့2023ခုနှစ်မှာ Brighton အသင်းကသူ့ကိုသဘောကျပြီးတော့အသင်းရဲ့စံချိန်တင်ပြောင်းရွှေ့ခြင်းတရအဖြစ်36တန်းနဲ့ထင်ပါတယ်အဲ့လောက်နဲ့သူ့ကိုပြောင်းရွှေ့ခေါ်ယူလိုက်တယ်အဲ့တော့ Brighton အသင်းဟာလူကောင်းတွေကိုရှာပွေးတဲ့နေရာမှာအမတန်မှကိုတော်တယ် အဲကျွန်တော် Chelsea တင်းနဲ့ Manibor 2.0ဆိုတဲ့ဗီဒီယိုမှာလည်းဒီကြောင်ပြောခဲ့တယ်အဲ့တော့ Manibor ကိုသုံးတဲ့နေရာမှာ Bradford ရှိရယ် Brighton ရှိရယ်အဲ့တော့ Brighton ကစဉ်းစားကြည့်ပါပြင်ရမှာလမ်းကြုံလို့ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့စီကိုရောက်လာတဲ့ကစားသမားရဲ့ Brighton ရဲ့ကစားသမားတွေ Cucurella ပြောစရာမရှိဘူးเนาะ Sanchez ကတော့50 50ပေါ့ဗျာပြီးတော့ Cancelo ပြောစရာမရှိဘူးအခု Jaobert ကိုပြောစရာမရှိဘူးထို့သူ Brighton ကရောင်းခဲ့တဲ့ကစားသမားတွေဆိုလို့ရှိရင်လည်း Cancelo တို့เนาะပြီးတော့ Matt Alistair တို့အခုလည်း United ကလိုချင်တဲ့ believer တို့ဒီလိုမျိုးပြတကယ်ကိုဟိုကစားသမားကောင်းတွေကိုရှာတတ်တဲ့အသင်းတစ်သိန်းလို့ပြောလို့ရတယ်ဆိုတော့ Brighton ကဒေါပတ်တို့ကိုအဲ့လိုမျိုးစံချိန်နေပြောင်းရွှေ့ချင်တည့်ရက်နဲ့သူရဲ့အသင်းရဲ့စံချိန်နေပြောင်းရွှေ့ချင်တည့်ရက်နဲ့သူဝယ်ခဲ့တယ်အဲ့တိုင်းမှာ Titan နဲ့ reset တစ်ခုကိုပြခဲ့ Brighton မှာသူတရားစီလို့ပြန်ပွဲစဉ်ကို16ဂိုးအထိသွင်းယူခဲ့တယ်အသင်းရဲ့ဂိုးသွင်းအများဆုံးပသာသမားတွေကတယောက်လည်းဖြစ်လာခဲ့တယ်ဆိုတော့ဒီလိုစွန်းဆောင်ရည်တွေပြလာတဲ့အခါသူ့ရဲ့ဘယ်လိုပြောမလဲအည်သွေးကိုအသင်းကြီးတွေကနေပြီးတော့ တတိထားမိလာတဲ့အရင်တော့ तू ကဘယ်လိုပြောမလဲဆော့ဆက်ကျန်းနေရထဲမှာတော့မပါဘူးကျွန်တော်တို့အရက်စကားပြောဆိုခိုးကျန်းနေရပေါ့အဲ့လိုနဲ့အာကျွန်တော်တို့ fan နေနေတဲ့တတိမထားမိပြီမဲ့ Chelsea team ကတော့ဒီကစားသမားကိုတတိထားမိတယ်အဲ့ကြောင့်မလို့ club ကဘလားမှာသူ့ကိုအချိန်မီကျွန်တော်တို့မြင်းမြန်ဆန်ဆန်ပဲခေါ်ယူနိုင်ခဲ့တယ်အဲ့လိုခေါ်ယူပြီးရောက်ရောက်ချင်းမှာပဲ club ကဘလားမှာသူဟိုဘောလူဝဲရဲ့အတွင်းကိုပါဝင်ကျွန်တော်တို့၃ဘွဲကစား၃ကို ဟိုတွင်းခဲ့တယ်တပွဲပဲဘုံမတွင်းခဲ့တာပေါ့နော်နှစ်ဘိုးတပွဲတဘိုးတပွဲပေါ့ဆိုတော့သူ့ရဲ့တရားမှုကတော်တော်လေးကိုမြင်ဆိုင်ခဲ့တယ်အရန်ကိုဘယ်လိုပြောမလဲเชลซีပြိတက်တည်းရဲ့အချစ်ကိုချစ်ချင်းဆိုလို့ရသွားတဲ့ကစားသမားတယောက်ဖြစ်တယ်။ဒါကြောင့်မလို့เชลซีတည်းကလည်းသူ့ကိုထုံးစံနိုင်မယ်ကျွန်တော်တို့ရဲ့အသင်း policy နဲ့အညီ2033ခုနှစ်အထိတကယ်ရေရှည်တက်တန်ကြီးအေးချုပ်ထားတယ်။ဒါပြီးတော့ဟောเชลซีအသင်းမှာလိုချင်နေတဲ့တိုက်စစ်နေရာအတွက်လည်းသူကတကယ်ကိုဆွဲဆောင်ရတဲ့ တိုက်စစ်စားသမားတယောက်ဖြစ်တယ်ဗျာတကယ်ဘော့စတိုင်းစထရိုက်ကတယောက်ဖြစ်တယ်ဒါကြောင့်မလို့ချယ်ဆီတင်းကိုရောက်ရောက်ချင်းမှာပဲချက်ချင်းဆိုသလိုအန်ဝင်ကကြဖြစ်ခဲ့တယ်အခုလီယန်ဒီလက်နဲ့သူနဲ့ပြန်ဆန်ရမယ်လို့ကျွန်တော်တို့မြင်ခဲ့တယ်အဲ့ချိန်မှာပဲလီယန်ဒီလက်ကတရားရသွားတဲ့အခါအခုဂျာဝဘက်ဒရိုပို့ပြီးတော့အကစားရတယ်ဒီရဲ့ပိုင်းလေးတွေမှာတော့ဂျာဝဘက်ဒရိုကအနည်းငယ်ရုန်းကန်ရတယ်လို့မြင်ရပေမဲ့အဓိကကသူ့ကိုဖန်တီးပေးမဲ့ပလေးမိတ်ကကိုပါမမပါဝင်နိုင်တာကလည်းအဲတော်တော်လေးဘယ်လိုပြောမလဲ အရေးကြီးတဲ့ကဏ္ဍလို့ပြောလို့ရတယ်။ဒီနေရာမှာကျွန်တော်တို့ဘွန်နာတော်တီကိုပါမနေရာမှာလာဝင်ကစားမယ်ဆိုရင်တော့တို့နှစ်ယောက်ရဲ့အခြေစက်ကဘယ်လောက်ထိဖြစ်နိုင်လဲဒါလေးတော့ကျွန်တော်နည်းနည်းလေးစောင့်ကြံပါဦး။ဆိုတော့သူ့ရဲ့ဒီဖြတ်တန်းခဲ့တဲ့မှတ်တမ်းလေးကိုကြည့်မယ်ဆိုလို့ရှိရင်အဝတ်ဖို့အတင်းနဲ့သူ5ပေါင်ပတ်သက်မှု30ကျော်ရှိခဲ့တယ်ပေါ့နော်ဝတ်ဖို့မှာတော့သူ2019ကနေ2023အထိပေါင်ကစားခဲ့တယ်ဒီတောက်လျှောက်မှာရှင်းလင်းပြခဲ့တယ်5ပေါင်ပတ်သက်မှုပေါင်30ကျော်ရှိခဲ့တယ်ထို့သူ Brighton အတင်းမှာတော့2023ကနေ2025အထိ ပွဲပေါင်း80တိုင်ပွဲစုကစားခဲ့တယ်အဲ့မှာသူကိုပေါင်းပတ်သက်မှု30ရှိခဲ့တယ်ပေါ့နော်ဆိုတော့ဒီ23 24ရာသီမှာဆိုလို့ရှိရင်ပြိုင်ပွဲစု16ဂိုးသွင်းပြီးတော့အသင်းရဲ့ဂိုးသွင်းအများဆုံးကစားသမားတစ်ယောက်အဖြစ်ကိုဟိုသူကတက်ရောက်မှုရှိခဲ့တယ်ပေါ့နောက်တော့ဘရာဇီးအသင်းမှာလည်းသူကနိုင်ငံအသင်းကြီးမှာကိုလေရေးစင်ကစားသမားအဖြစ်ရွေးချယ်ခြင်းခံထားရတယ်ဆိုဒီလိုအချက်အလက်တွေကိုကြည့်ကြရင်အဖြစ်ဂျောင်းဘတ်ရဲ့အနေထားကဘယ်လိုလဲဆိုတာကိုကျွန်တော်တို့ကတိတ်အထူးတလဲတော့ပြောကြရတော့မလိုဘူး အဲ့သူကတော်တော်လေးကိုအဆင်ပြေတဲ့ကစားသမားဆိုတော့အားလုံးမျက်မြင်ကိုတွေ့တွေ့ပြီးသွားပြီ။သူကခုနပြောခဲ့သလိုပဲချယ်ဆီကိုရောက်တာနဲ့ကလပ်ကဘာလာမှာလုံးဝခြေစွန်းပြတယ်။ကျွန်တော်တို့ဒီခြေစွန်းပွဲတွေမှာလည်းခြေစွန်းပြတယ်။အဲ့ကြောင့်မလို့ဟိုပရိသတ်တွေကအရန်ကိုသူ့ကိုချစ်ကြတယ်။ချက်ချင်းကိုသူဟိုဘယ်လိုပြောမလဲ impact အရန်ကောင်းတယ်။သူကတကယ်ကို constant ဖြစ်တဲ့ကစားသမားတယောက်လို့ပြောလို့ရတယ်ဗျာ။ဘာလို့လဲဆိုတော့သူ center forward အနေနဲ့တကယ် striker စစ်စစ်အနေနဲ့လူကစားနိုင်တယ်။ပြီးတော့ second striker အနေနဲ့လူကစားလို့ရတယ်။ဒါတွေမကသေးဘူး။သူဒီ left wing က နေနဲ့လည်းသူကစားလို့ရတယ်ဆိုတော့ဘယ်တောင်မှမှကျွန်တော်တို့ကနာချွန်းရဲ့ဂစ်တီနေရာမှာကျွန်တော်တို့ဂျာဟောက်ဘတ်တို့ထွက်ပြီးကစားလို့ရသေးတယ်အကယ်၍သာကိုကိုပါမာရောဒီရန်ဒီလက်ရောပြန်ကစားလာနိုင်ပြီဆိုလို့ရှိရင်သူ့ကိုတောင်ပေါ်မှာထုတ်ပြီးတော့ဒီလက်ကအထောင်မှာထားပြီးတော့ကိုပါမာနေရာနောက်တစ်ခုကသူဒီကိုပါမာရဲ့နေရာမှာလည်းကျွန်တော်တို့ကစားနိုင်တယ်ဗျာဘာလို့လဲဆိုတော့သူကဟို အစပိုင်းတုန်းကသူကဝင်လာမှာကစားခဲ့တာဟုတ်အဲ့ကိုပါမနေမှာသူဝင်ကစားပြီးတော့ဆန်တော်ဘောကနေမှာမက်ဂီယူကိုထားပြီးကစားရမျိုးနဲ့လုံးဝရတယ်ဆိုတော့သူဒီအများကြီးပဲသူလုံးလုံးကင်လို့ရတယ်လက်ရှိချိန်ထိသူပရီးမီးယားလိခုနှစ်ဘောကစားပြီးသွားပြီခုနှစ်ဘောကစားပြီးသွားတဲ့အချိန်မှာဂိုးပေါင်ပတ်သက်မှု၅ချိန်ရှိပြီးသွားပြီနှစ်ဘောအတွင်း၃ဂိုးဖန်တီဆိုတော့ပွဲတိုင်းနီးပါးဂိုးပေါင်ပတ်သက်မှုရှိနေတယ်လို့ပြောလို့ရတယ်အနေအထားမျိုးဖြစ်နေတယ်ဗျာဆိုတော့သူကတော်တော်လေးကိုကောင်းမွန်နေ reset တွေကိုရထားတယ်။ဒါကြောင့်မလို့လဲကျွန်တော်တို့ Chelsea တွေရဲ့ဒီရှစ်လပိုင်းကပေါ့နော်ပြီးခဲ့တဲ့ရှစ်လပိုင်း player of the man ကိုလည်းသူရထားတယ်။ပြီးတော့တော်တော်လေးကိုကစားတာကွာသူ့ကိုကစားတာတော်တော်လေးအဆင်ပြေတယ်။ဘောလုံးထိန်းသိမ်းတွေလည်းအရင်ကောင်းတယ်။ box တဲမှာလုံးကိုကန်မွန်တွေလည်းအရင်လုံးတက်ကန်တက်တယ်။ပြီးတော့တကယ် goal ပေါက်ကိုချိန်ချောက်နိုင်ကြတယ်ဆိုတော့အရင်မြင့်တယ်။နောက်တစ်ခုကဟို chance creation အပိုင်းတွေမှာလည်းတော်တော်လေးကိုအဆင်ပြေတယ်။ဆိုတော့ဒီကစားသမားက55တန်းနဲ့ကျွန်တော်တို့ခေါ်လိုက်တာလည်းဟုတ်တယ်။ဒီကြောင်းရွှေ့ကြီးနဲ့ လက်ရှိပြနေတဲ့ခြေစုံနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်အဲကိုပါမားလောက်မထက်မြင့်အောင်မှာကိုပါမားလိုမျိုးနောက်ထပ်ပေါပောင်တယောက်ဖြစ်လာမယ်ကစားသမားဆိုတာကျွန်တော် တော်တော်များများမျောလင့်ထားကြတယ်မျောလင့်ထားတဲ့အတိုင်းလည်းသူခြေစုံပြတယ်ရှင်းလာလေးမှာကျွန်တော်ပြောခဲ့သလိုပဲဒီရပ်ပိုင်းအပိုင်းခြားလေးတွေကိုပါမားမပါဝင်တဲ့နောက်ပိုင်းမှာတော့သူကိုရဖို့ရုံးကန်နေရတာမျိုးလေးတော့ရှိရနည်းနည်းရှေ့ဘက်မှာ isolated ဖြစ်တယ် lonely ဖြစ်နေတဲ့ပုံစံမျိုးလေးတော့တွေ့ရတယ်ဒါပေမဲ့ဒါတွေကသူ့ကိုတကယ်အဲဖန်တီးပေးမဲ့ပလိမိတ်ကမရှိတဲ့အပိုင်းလဲပါတာပေါ့တကယ်လို့သာ ကိုပါမလည်းပြန်ပါလာနေတဲ့အခြေအနေဆိုလို့ရှိရင်သူဘလောက်ထိပို့ပြီးတော့လုပ်ပြနိုင်မလဲဆိုတော့ကျွန်တော်စိတ်ဝင်စားဖို့ကောင်းတယ်ပြီးတော့သူ့အနေနဲ့ဒါချန်ပီယံလိကိုလည်းကစားပွင့်ရထားပြီးပေါ့နော်ကျွန်တော်တို့ Chelsea တင်းတဲ့သူဘာပဲပြောပြောသူ့ရဲ့တောင်းရှိခြင်းအနေထားရဲ့လက်ရှိပြသထားတဲ့ခြေစွန်းတွေຢာတော့ ဂျာအိုပတ်တူပါချယ်ဆီတင်းရဲ့နောက်ထပ်ပေါက်ဖောင်တယောက်ဖြစ်လာလိမ့်မယ်လို့ကျွန်တော်ကတော့ယုံကြည်ရဲဆိုတော့ဘရိုးအနေနဲ့ရောဒီကစားသမားနဲ့ပတ်သက်ပြီးတော့အဘလို့မြင်ညာလဲဘာတွေပြောချင်ညာလဲ comment မှာပေါ်ဆွေးနွေးပေးကြပါဦးခင်ဗျဟုတ်ကဲ့ပါဒီနေ့တက်တော့ဒီတော့ပါခင်ဗျကျွန်တော်နောက်ဗီဒီယိုနဲ့တူပြန်လာခဲ့ပါမယ်ဗျာ